Hello အားလုံးပဲမင်္ဂလာပါဒီနေ့ episode ဖောက်ကနေလုပ်ပေးမယ် big cut reading လေးကတော့ဒီ2025မကောင်းခင်ပေါ့နော်2025မကောင်းခင်အခုဘယ်နှလပဲကျန်တော့လဲနှစ်လခွဲလောက်ပဲကျန်တော့ပေါ့နော်နှစ်လကြောကြောလောက်ပဲကျန်တော့အဲ့နှစ်လကြောကြောလောက်အတွင်းမှာကို့ဘွားတွေမှာဘာတွေပြောင်းလဲသွားဖို့ရှိလဲပေါ့နော်2025မပြီးခင်မှာကို့ဘွားတွေမှာဘာတွေပြောင်းလဲသွားဖို့ရှိလဲဆိုတာကိုကြည့်ပေးမယ် big cut reading လေးပဲရှိပါတယ် live check in ပေါ့နော် live update okay ဒီတစ်ခါ လုပ်ပေးထားတဲ့ tag လေးတွေနည်းနည်း aesthetic ဖြစ်တဲ့ tag မျိုးလေးတွေကိုရွေးပေးထားတဲ့ product မှာနင်းစီပန်းကပန်းရောင်လေးနဲ့နော် aesthetic vibe မျိုးလေးလုပ်ပေးထားပါတယ် okay power 1 media right chris uh crystal mo sorry ကြောက်တုံးလေး power 1လေးတွေအတွက် power ဒီ media right ကြောက်တုံးလေးကိုရွေးတဲ့လူတွေကတော့ power ပေါ့နော်ဒီ citrine ကြောက်တုံးလေးကြောက်ရိုင်းတုံးလေးကိုရွေးတဲ့သူတွေကတော့ power 2 အာပြီးတော့အာဒီဟာလေးရပါလဲမမေ့သွားပြီအဲ့တော့ဒီအပြာရောင်ခရစ်စတယ်လေးရွေးထားတဲ့သူတွေအတွက်ကတော့ပါ3ပေါ့နော်ပါ1ပါ2ပါ3အဲ့တော့ကိုနှစ်တက်တဲ့ပါလေးကိုရွေးပြီးတော့အာတင်တော်တဲ့ reading လေးမှာပြန်တွေ့ကြမယ်နော် see you Hello Power ဒီ Media Right အောက်ကကြောက်တောင်းလေးကိုရွေးထားတဲ့ Power လေးရဲ့ Dread Reading လေးပဲဖြစ်ပါတယ်2025မကုန်ခင်မှာကိုယ့်ဘဝမှာဘာအပြောင်းလဲရှိမလဲဆိုတာကိုကြည့်ကြမယ်ဒီပထမဆုံးတစ်ကတ်နဲ့ကိုယ့်ဘဝရဲ့ဘယ်အရာမှာအပြောင်းလဲရှိမလဲဆိုတာအရင်ဆုံးကြည့်မယ်နော်ပါလီနာကတ်လေးတွေကတော့ very beautiful ပဲ aesthetic sense ရွေးထားတယ် Okay ကိုယ့်ဘဝရဲ့ဘယ်နေရာမှာပြောင်းလဲရှိမလဲကြည့်တဲ့အခါမှာ5 of swords တဲ့5 of swords ဆိုတော့ င်းကို့ဘုရားအဘယ်နေရာပြောင်းလဲရှိမလဲဆိုတော့လေအရင်တော့ကရှုံးနိမ်ထားခဲ့တဲ့နေရာမျိုးနော်ဥပမာအရင်တော့ကိုဆောင်ပွဲဖြစ်ခဲ့တယ်မအောင်ဘူးအဲ့လိုမျိုးနေရာမျိုးဒါမှမဟုတ်အရင်တော့ကိုစ조사ခဲ့တယ်တခုခု application တခုရှောက်ခဲ့တယ်ဒါမဲ့အဆင်မပြေခဲ့ဘူးအဲ့အရင်တော့ကိုစ조사ခဲ့တာမှအဆင်မပြေခဲ့တဲ့အရာမှအခုတစ်ခါမှအပြောင်းလဲဖြစ်လာဖို့ရှိတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ် ချက်ပြလို့ကြည့်ကြမယ်ဆိုရင်ဒါ clarifier ကလေးပေါ့နော်10 of diamonds တဲ့ဒီအဲ့မအောင်မြင်ခဲ့တဲ့အရာမှာအခုအချိန်မှာအရန်အောင်မြင်သွားတဲ့ပုံစံမျိုးလေးဘာလို့ဆိုတော့အခုဒီ10 of diamonds ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် supporting ကောင်းတာမျိုးတွေ့ရတယ်ကိုအရင်တော့ကိုကြာဆုံးခဲ့တဲ့နေရာတစ်ခုမှာကိုဘဝရဲ့အစိပ်ပိုင်းတစ်ခုဥမာဆောင်းမွက်မအောင်ခဲ့ဘူးလား ခုဆိုရင်ဒီမှာ supporting ရှိမယ်အဲ့တော့ဆရာကောင်းတမကောင်းနဲ့တွေ့မယ် materials တွေလုံးလုံးလောက်လောက်ရမယ်အစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးအချိန်လည်းပိုပြီးပေးနိုင်မယ်ဒါ resource တွေပေါ်ကြွယ်သွားတဲ့ပုံစံဒီမှာတစ်ပင်မှာစိန်တုံးလေးတွေပွင့်နေအဲ့တော့ကိုလိုချင်တဲ့ resource တွေရတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်အာကိုလိုချင်တဲ့ resource တွေရနိုင်တယ်အခုချိန်မှာ အခုဒီ2025မကုန်ခင်မှာပေါ့နော်အဲ့တော့ application လျှောက်တယ် document မပြည့်စုံလားဒီအချိန်မှာ document ပြည့်စုံမယ် supporting လည်းကောင်းမယ်ဥမာ show money ပြရမယ်ဆိုလဲ show money ကောင်းကောင်းပြနိုင်မယ်အစရှိသဖြင့်ပေါ့နော်အဲ့လို document ဘိုင်းလည်းပြည့်စုံမယ်ကိုငွေကြေးဘိုင်းလည်းပြည့်စုံမယ်လူအင်အားဘိုင်းလည်းပြည့်စုံမယ် supporting နဲ့ထောက်ပံ့မှုတွေထောက်ပံ့နေကောင်းကောင်းရမယ်လို့ပြောချင်တာပေါ့နော်ဒီ 2025မတိုင်ခင်မှာဒီကိစ္စကိုပြန်ပြီးတော့လုပ်မယ်ပြန်ပြီးတော့စ조사မယ်ကိုကြာရှုံးခဲ့တဲ့အရာတခုကိုအဆင်မပြေခဲ့တဲ့အရာတခုကိုပြန်조사မယ်ဆိုရင်ဒီတစ်ခါအထောက်ပံ့ကောင်းကောင်းရမယ်လို့ပြောနေတာဖြစ်ပါတယ်နော်โอเคဒီကလေးနဲ့ကတော့အာ message တွေပေါ့နော် ဒါကြတော့ language of the flowers oratorica tagga ဆိုတော့ဒါ nature နဲ့ကိုယ်ပါ message ပေးခြင်းလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လဲဒီကိစ္စနဲ့ဟုတ်ချင်မှလည်းဟုတ်မယ်ဒါမှမဟုတ်ဒီ2025မတိုင်ခင်မှာဘာပြောင်းလဲရှိမလဲဆိုတာကိုထပ်ပြီးပြောခြင်းတာလဲဖြစ်နိုင်တယ်ကြည့်ကြရအောင်ဘာပြောမလဲဆိုတော့ lantern rose the production okay conserve what you have save a little okay ဒီမှာ protection ဆိုတော့ဘာတွေ့ရလဲဆိုတော့ဒီမှာ10 of diamonds ကလည်းကို့ supporting ပေးမဲ့လူတွေ supportive ဖြစ်တဲ့သူတွေ supportive ဖြစ်တဲ့အရာမျိုးတွေအဲ့လိုမျိုးကို့မှာကောင်းကောင်းမွန်မွန်အထောက်ပံ့ခိုင်ခိုင်လုံလုံရှိပြီကြောထောက်နောက်ခံကောင်းကောင်းရှိပြီလို့ပြောချင်တာမျိုးအဲ့တော့ဒီ protection ကလည်းကို့ကိုကာကွယ်ပေးမဲ့သူတွေရှိနေပြီ2025မတိုင်ခင်မှာကို့လှုပ်ချင်တာတွေလှုပ်ဖို့အတွက်ကို့ဖြစ်ချင်တာတွေဖြစ်ဖို့အတွက်ကို့ကိုကာကွယ်ပေးမဲ့သူအထောက်ပံ့ပေးမဲ့သူတွေရှိနေတယ်လို့ပြောတာပေါ့နော် conserve what you have ဆိုတော့ကို့မှာရှိတဲ့ အရာတွေကို resource တွေကိုဒီမှာလည်း resource တွေပေါ်ကျွေးွားလို့ပြောထားပေါ်ကျွေးွားရဲဆိုတိုင်းအရှံပဲမသုံးပြနဲ့ save ထားပါเนาะအာခြံထားတဲ့နာခြံထားပါချွေးခြံချိုးခြံချွေးတာတဲ့နာချွေးတာပါอืมต้องเดินตลอดไปต้องมาเนาะปะสันนี่อ้ายရှိတယ်ปะสันนี่อ้ายရလာတယ်ဆိုတော့အ้ายမတုံပြနေအဲ့လိုမျိုးပေါ့เนาะအဲ့လိုသဘောမျိုးပေါ့ပะสันစုပါအစရှိတယ်ဖြစ်ဒါကလည်း literally ပြောချင်တာလည်းဖြစ်နိုင်တယ်ပะสันစုပါ energy လည်းခြွေတာပါเนาะကို့မှာ energy အရန်ကောင်းတယ်အ energy အရန်များတယ်စိတ်အားခွန်အားထက် တက်ကြွနေတယ်ထက်တန်နေတယ်ဆိုတာအများကြီးမတုံ့ပြန်နဲ့အာတချို့နေ့တွေမှာကွာ energy မရှိပဲဖြစ်သွားနိုင်တယ်အဲ့ဒါတွေအတွက်တေချာစဉ်းစားပြီးတော့အာချိုးချံချွေတာပါဗောနော် planning လုပ်เสียရှိတာလုပ်ပါစရှိသဖြင့်အဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်နော်ပြီးဆက်ပြီးတော့ကြည့်မယ်ဒီ message လေးကကြောက်ကိုယ့်ရဲ့ body ကကိုယ့်ရဲ့ body mind and soul ကို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 ယ့်ရဲ့ higher self ကကိုယ့်ဘာ message တွေပေးခြင်းနေလဲဒီ2025မတိုင်ခင်အတွက်ပေါ့နော် ကိုဘွားတော့ပါ message တွေပေးနေတယ်ဆိုတာကြည့်လိုက်ကြမယ် sharing shame နဲ့အဲ့ဒါပါကိုပြောချင်တာလေကြည့်မယ်ဆို when i share my deepest pain i give myself permission to be အဲ့တော့လေဒီမှာဒီဟာနဲ့တော့ပြောထားခဲ့တယ်ဟိုကို့မှာကြာရှုံးမှုတွေရှိခဲ့တယ်နော်ကို့မှာကြာရှုံးမှုတွေရှိခဲ့တယ်အာမအောင်မြင်တာတွေရှိခဲ့တယ်အဆင်မပြေတာတွေရှိခဲ့တယ်အဲ့ဒါတွေကိုဖွင့်ထုတ်ပြောဖို့မရှက်ပါနဲ့အဲ့ဒါတွေကိုသူများတွေနဲ့ share လုပ်ဖို့သူများတွေကိုပြောပြဖို့ ကုညီတောင်းတင်စရာရှိတာတောင်းဖို့မရှက်ပါနဲ့ဒီမှာတွေ့လားကုညီရဖို့ရှိတယ်ကိုကုညီပေးမဲ့သူရှိတယ်ဒါပေမဲ့ကိုကကိုရဲ့ဘယ်နေရာတွေလိုအပ်နေတာလဲဘယ်နေရာတွေမှာအာအဆင်မပြေဖြစ်နေရလဲဆိုတာကိုမပြောဘူးဆိုလို့ရှိရင်သူတို့တွေကဘလို့တည်မှာလဲဘယ်နေရာကုညီရမလဲဆိုတာဘလို့တည်မှာလဲအဲ့လိုမျိုးပုံစံမျိုးပေါ့အဲ့တော့ကိုရဲ့ story ကိုကိုရဲ့နာကျင်မှုကိုထုတ်ပြတဲ့နေသူကိုထုတ်ပြဖို့ဝင်မလေးပါနဲ့နော်အဲ့ခါကျမှလည်းကိုကလည်းကိုကိုကို နည်းနည်းရင်ပော့သွားမယ်ပေါ့ကိုကိုနည်းနည်းချောင်လဲသွားမယ်ပေါ့ကိုစိတ်ထဲမှာနည်းနည်းပော့ပါသွားမယ်အဲ့လိုမျိုးလေအဲ့လိုပော့ပါသွားတာနဲ့အမြားသူများတွေစီကလည်းကိုလိုအပ်တဲ့နေရာမှာလိုအပ်တဲ့အကူအညီတွေရနိုင်မယ်အဲ့လိုပုံစံမျိုးလေနော်အဲ့တော့ကိုပြောရမယ့်အရာတွေကိုပြောဖို့ဝင်မလေးပါနဲ့ကိုထုတ်ပြမယ့်အရာတွေကိုထုတ်ပြဖို့ဝင်မလေးပါနဲ့မရှက်ပါနဲ့နော်โอเคနောက်ဆုံးကတ်လေးနဲ့ကြည့်ကြမယ်နောက်ဆုံးကတ်ကတော့ universe ကကိုဒီ 2025မတိုင်ခင်ပြောင်းလဲမယ့်အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ဗာပြောချင်လဲပေါ့နော် Go for it ဒီမှာလေအဲ့လိုမျိုးလေးကြိုက်နေအရင်ကြိုက်တာဒီမှာဆိုလဲ resources အကြောင်းကိုပြောရဲဒီမှာလဲ resources အကြောင်းပြောတဲ့အခါမှာဒီမှာ save a letter နည်းနည်းထိန်ချန်ထားဖို့၄အဲ့လိုမျိုးစုထားဖို့၄ပြောရဲ နော်အဲ့လိုမျိုးပြီးတော့ဒီမှာလဲရှုံးနေမှုအကြောင်းပြောတဲ့အခါဒီမှာလဲ pain deepest pain အဲ့လိုမျိုးလေးတွေဆက်ဆက်နေဒီမှာလဲ go for it ခုနကရှုံးနေထားတဲ့အရာတခုပြန်စူးစမ်းတဲ့အခါမှာလို့ပြောရမလားအဲ့တော့ဒီမှာလဲ go for it စူးစမ်းပါဆက်ပြီးတော့စူးစမ်းပါထပ်ပြီးတော့ apply လုပ်ပါ apply လုပ်ရမယ့်ကိစ္စတွေဆိုလဲထပ်ပြီးတော့စူးစမ်းဥမာစူးစမ်းခဲ့တာတွေအရာမထင်ခဲ့ပေမဲ့ဒီအချိန်မှာစူးစမ်းတဲ့အခါမှာအထောက်ပံ့ကောင်းကောင်းရပြီးတော့အရာထင်လာနိုင်တယ်အဲ့လိုပုံစံမျိုးလေးနော် power လေးတွေပေးတဲ့ message ကအရန်ရှင်းပါတယ်နော်အဲ့တော့ စ조사တဲ့အရာမှာ조사ပါ။ဒီမှာ strike when the iron is hot ဆိုတော့အခုချိန်မှာအလုံလောက်ထောက်ပံ့နေရနေတော့ဒီမှာလဲ number 1 gap number 1 gap ဆိုတော့ကိုကအခုချိန်မှာ조사တဲ့အခါမှာကိုကထိတ်ကနေအောင်ထိတ်ဆုံးကနေအောင်မြင်နိုင်တယ်အဲ့လိုပုံစံမျိုးလေးเนาะဒီဟာကို priority ပေးပါဒီကိစ္စကိုဒီ2025မတိုင်ခင်မှာ priority ပေးပြီးတော့စ조사တဲ့အချိန်မှာစ조사လိုက်ပါထပ်ပြီးတော့လှုပ်လိုက်ပါထပ်ပြီးတော့ရှောက်လိုက်ပါထပ်ပြီးတော့ဖြေလိုက်ပါအစရှိသဖြင့်ပေါ့နော်ဒီလိုပုံစံမျိုးလေးကလေးကတော်လှတာเนาะဒီမှာကြည့်ပါအောင်အဲ လှနေရပဲအဲ့တော့ပါဝင်လေးတွေအတွက်ပေးတဲ့ message ကတော့ share ပါတယ်အကုန်လုံးလည်းဆက်ဆက်နေပါတယ်အဲ့တော့ပေးလိုက်တဲ့ message ကိုပြေဝနားလည်လိုက်မယ်ပြေဝရလိုက်မယ်လို့မျှော်လင့်ပါတယ်နော် Okay တခြား reading လေးတွေမှာထပ်ပြီးတော့တွေ့ကြပါ See you bye Hello Paul 2 the string ကြောက်ရိုင်းလုံးလေးကိုရွေးထားတဲ့ပေါထူးလေးတွေအတွက် reading လေးကိုကြည့်ပေးမှာဖြစ်ပါတယ်နော်ဒီ2025မတိုင်ခင်မှာကိုဘွားတွေမှာဘာတွေပြောင်းလဲစရာရှိလဲဆိုတာဒီကတ်လေးတွေနဲ့ကြည့်ပေးမှာဖြစ်တယ်နော်ကတ်လေးတွေကလုံးဝ aesthetic ဆန်ဆန်လေးအဲ့လိုမျိုးကတ်လေးတွေကိုရွေးပြီးတော့ထုတ်ပေးထားပါတယ်อืมไอ้โลแท็กนี่ตုံးหน่าเลยป่ะเนาะပြောချင်တာโอเคဒီပထမဆုံးတက်เนี่ยอืมบาကြည့်မလဲဆိုတော့ကို့ဘွားထဲမှာဘာပြောင်းလဲသွားဖို့ရှိလဲ2025မတိုင်ခင်မှာအဲ့ဒါ main main thing ကိုကြည့်မယ်ပေါ့เนาะ wow 10 of cups အဲ့တော့ပြောင်းကိုယ့်ဘဝမှာပြောင်းလဲသွားမယ့်အရာကအင်းအချစ်ရေးဖြစ်နိုင်တယ်ပေါ့နော်အချစ်ရေးမိသားစုရေးအိမ်တောင်ရေးအဲ့လိုမျိုးနော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်10 of cups ဆိုတော့လေဒါပျော်ရွှင်မှုကိုပိုင်ဆိုင်ရနိုင်တဲ့ပုံစံမျိုးလေးအာပျော်ရွှင်မှုတွေပိုင်ဆိုင်ရမယ်ပေါ့နော်အရင်တော့ကဒီအချစ်ရေးမှာအဆင်မပြေခဲ့ဘူးမပျော်ရွှင်ခဲ့ဘူးဆိုဒီအချိန်မှာအဆင်ပြေလာမယ်ပျော်ရွှင်လာမယ်အဲ့လိုပြောင်းလဲမှုပေါ့နော် ပြောင်းလဲတာကောင်းတော့ပြောင်းလဲခြင်းဘက်ကိုပြောင်းလဲမယ်ပြောင်းလဲမှုအခြေရေးမှာဒါမှမိသားစုရေးရမှာဒါမှအိမ်ထောင်ရေးမှာကောင်းတဲ့ပြောင်းလဲခြင်းဘက်ကိုပြောင်းလဲမယ်ပြောင်းလဲပြီး2025မတိုင်ခင်မှာအာ sorry 2026မတိုင်ခင်မှာပြောင်းလဲလာဖို့ရှိတယ်ဗောနော်2025မကုန်ခင်အဲ့တော့ဒီဟာကိုဆက်ပြီးတော့ကြည့်ကြမယ် clarifier လေးနဲ့ဘယ်လိုမျိုးပြောင်းလဲမှာလဲဘာနဲ့ပတ်သက်ပြီးတော့လဲဗောနော်10 of crystals ဒီမှာလဲ10ဒီမှာလဲ10အဲ့တော့ ဆယ်ကနန်းကသင်တို့အတွက် lucky number ဖြစ်နိုင်တယ်ဒါမှမဟုတ်နောက်တစ်ခုဖြစ်နိုင်တာကဒီအခုအချိန်မှာဒီအချစ်ရေးအိမ်တောင်ရေးမိသားစုရေးနဲ့ပတ်သက်ပြီးတော့အာ cycle တစ်ခုလဲသွားပြီ cycle တစ်ခုလဲသွားပြီအာတန်တရာတစ်ခုလဲသွားပြီအာအဲ့အတွက်ကြောင့်ဒီ chapter တစ်ခုပြီးသွားပြီပေါ့နော်အဲ့လို chapter တစ်ခုပြီးသွားပြီဆိုတဲ့ပုံစံမျိုးလေးနော်ပြီးမြောက်သွားပြီ completion အဲ့လိုမျိုး cycle completed အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။ Okay. 10 of crystal ကြည့်တဲ့အခါမှာဘယ်လိုမျိုးတွေ့ရလဲဆိုတော့လေဒီအခုအချိန်မှာအာဘယ်လိုပြောမလဲစိတ်ပင်ပန်းမှုတွေနော်ကိုမနိုင်ဝန်ထမ်းထားရတဲ့အခြေရေးမှာဒါမှမဟုတ်အိမ်ဆောင်ရေးမှာဒါမှမဟုတ်မိသားစုရေးရမှာမနိုင်ဝန်ထမ်းထားရတဲ့ရှိရင်ဒီအချိန်မှာအဲ့ဝန်တော့ဝန်ပိုးတွေကိုလွှတ်ချလိုက်နိုင်မယ် နော်လှူချလိုက်နိုင်မယ်တောင်မှလည်းသူများကိုပေးလိုက်နိုင်မယ်ဆိုရှိတယ်သူများကိုပေးလိုက်နိုင်မယ်ဆိုဥမာမိသားစုရေးရမှာဆိုလို့ရှိရင်ကိုကအကြီးဆုံးမလို့ဒီမိသားစုနဲ့ပတ်သက်ပြီးတော့ဦးစီဦးဆောင်လုပ်နေရတယ်အာမနိုင်ဝင်နေထမ်းနေရတယ်အရန်ပင်ပန်းလာပြီးအဲ့ခါမှာကိုရဲ့အငယ်ကကိုရဲ့အာညီကိုမောင်နှမတွေကနောက်ထပ်အငယ်တယောက်ကကိုယ့်ရဲ့နေရာကိုယူပေးနိုင်တယ်။ကုညီပြီးလှုပ်ပေးနိုင်တဲ့အရွယ်ရောက်လာပြီ။အဆရှိသဖြင့်ပေါ့နော်။အဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်နော်။ အဲ့ကိုတယောက်တည်းလုံးနေကြရမလို့တော့သူများနဲ့ဝေမျှပြီးတော့အပူပင်တွေကိုအာကြော်လွှားနိုင်ပြီနော်အဲ့လိုမျိုးကိုတယောက်တည်းတွေးပူနေကြရမလို့တော့သူများကိုယ့်ရဲ့မိသားစုတွေကလူပါကိုယ်ကူညီပေးနိုင်ပြီဥမာအိမ်အောင်ရေးမှဆိုလို့ရှင်လဲကိုတယောက်တည်းပင်ပန်းနေကြရမလို့တော့ကိုယ့်ရဲ့အာဇနီးမရဒါမှမဟုတ်လဲအာခင်မွန်းတဲ့ကကိုယ့်ရဲ့ဝင်းတော့ဝင်းဖို့လေးကူပြီးတော့ထမ်းပေးနိုင်ပြီအဲ့တော့နှစ်ယောက်ကူပြီးထမ်းတော့ဝင်းပေါ့သွားတာပေါ့နော်စိတ်ပေါ့သွားတာပေါ့အဲ့လိုမျိုးလေးအပြောင်းလဲလေးတွေရှိမှချေးရေးမှဆိုလဲအဲ့လိုပဲအာ ိုကြည့်ပဲစိတ်ပင်ပန်းဒုက္ခရောက်နေရတာတွေကုံဆုံးသွားပြီเนาะသူ့ကိုကိုကောင်းကောင်းမွန်မွန်ဖွင့်ပြောပြလိုက်နိုင်ပြီသူ့ဘက်ကိုအဲသူ့ဘက်ကလည်းကိုဘက်ကိုပြန်ပြီးတော့ငဲကြည့်ပေးနိုင်ပြီအဲ့လိုမျိုးပုံစံမျိုးလေးเนาะအဲ့လိုပြောင်းလဲသွားဖို့ရှိတယ်ဝင်းတော့ဝင်းမိုးတွေပေါ့သွားပြီးစိတ်ထဲမှာပေါ့သွားမယ်အဲ့လိုပုံစံမျိုးလေးเนาะ Okay ဆက်ပြီးတော့ဒီကလေးနဲ့ကြည့်ကြမယ် flowers uh, language of flowers oracle ကဆိုတော့ဒါ nature ကကိုဒီ2025မတိုင်ခင်2025မကုန်ခင် ာဗမက်ဆေ့ချ်ပေးခြင်းလဲပေါ့ true feelings အဲ့လိုမျိုးလေးအရင်ကျတယ်ဟိုပိုင်ဝမ်းမှာတော့လည်းပြောပြီးပြီအဲ့လိုဆက်ဆက်နေတာဒီမှာလဲဒီ10 of cups ဆိုတာ feelings ကိုပြရတဲ့ကံမျိုးလေးခုနကပြောတဲ့အခြေရေးမိသားစုရေးအိမ်တောင်ရေးဒီမှာလဲဝင်တော့ဝင်ဖို့ဆိုတာလဲဒါခံစားချက်တွေပဲအဲ့ဒီမှာ true feelings ကရတယ် true feelings that within you is all you need to know အဲ့တော့ ကိုတိတဲ့တဲ့အရာတွေအကုန်လုံးကကိုခံစားချက်တွေထဲမှာပဲရှိအဲကိုခံစားချက်အစအမှန်ပါလဲဆိုတာကိုသိအောင်လုပ်လိုက်ပထမဆုံးเนาะပါတူလေးတွေအကြံပေးချင်တာကိုခံစားချက်အစအမှန်ပါလဲဆိုတာကိုသိအောင်လုပ်เนาะဒါကိုအကြောင်းမဟုတ်ဘူးဆိုရင်လေသူများကိုရဲ့တစ်ဖက်လူเนาะမိသားစုထဲမှာပဲဖြစ်ဖြစ်အာအခြေရေးမှာပဲဖြစ်ဖြစ်အိမ်တော်ရေးမှာပဲဖြစ်ဖြစ်တစ်ဖက်လူရဲ့ခံစားချက်အစအမှန်တွေကဘာလဲဆိုတာကိုသိအောင်စူးစမ်းပါနော်အဲ့ဒီခံစားချက်အစစ်အမှန်တွေတဲ့ကနေမှဘာဘလို့ဖြေရှင်းရမလဲဆိုတော့အရာတွေတိလာမယ် ဘယ်လိုချိဆက်သွားမလဲဆိုတဲ့အရာတွေသိလာမယ်နော်ဥပမာအခြေရေးမှဆိုလဲကိုဒီတယောက်ကိုတကယ်ချစ်တာလားတကယ်ကြိုက်တာလားဒါမှမဟုတ်စိတ်ကစားရုံမဲ့စိတ်ကစားမိတာလားကိုရဲ့ true feelings တွေကဘယ်လိုလဲအဲ့တော့မှကိုကသူ့ကိုဖွင့်ပြောတင်လားရှေ့ဆက်သွားတင်လားဒါမှမဟုတ်လှလှလိုက်ပြီးတော့ကိုလောင်းကိုရှောက်တင်လားဆိုတာသိလာမယ်ကိုရဲ့ true feelings တွေကဘာလဲဆိုတာကိုတေချာ တီအောင်လုပ်ပါတီအောင်လုပ်ပြီးရင်လည်းခုနပြောခဲ့သလိုပဲသူ့ကိုလည်းဖွင့်ပြပြပါကိုယ့်ရဲ့ true feelings ဥမာဒီ window ဝင်ဖို့ထားနေရတာကစိတ်ဆင်းရဲနေပြီဆိုရင်လည်းအဲ့ true feelings တွေကိုတစ်ဖက်လူကိုတီအောင်ပြောပြပေးပါเนาะမိသားစုရေးရမှာလည်းအဲ့လိုပဲကိုယ့်ရဲ့မိဘတွေဖြစ်ဖြစ်မောင်နှမသားချင်းတွေဖြစ်ဖြစ်အဲ့လိုမျိုးကိုတီးတဲ့တဲ့သူတွေကိုတီအောင်ပြောပြပေးပါကိုယ့်ရဲ့ခံစားချက်တွေကိုလေမျိုးသိမ့်မထားပါနဲ့တရားထဲเนาะ ဲ့လိုပြောင်းလဲလေးတွေရှိမယ်အဲ့လိုလှုပ်ဖို့အာ courage ရလာမယ်ပေါ့နော်ရဲစွမ်းတတ္တိရလာမယ်အဲ့လိုလှုပ်ရဲလာမယ်လှုပ်နိုင်လာမယ်အစမလှုပ်ရဲဘူးမလှုပ်နိုင်ဘူးဆိုလို့ရှိရင်လေဒီနှစ်မကုန်ခင်မှာလှုပ်နိုင်လာမယ်โอเคဒီကလေးကကြောက်ကိုယ့်ရဲ့ခန္ဓာကိုယ်ကကိုယ့်ရဲ့အာစိတ်ဝိညာဉ်စိုက်ရှိတဲ့ဖြင့်ကိုယ်ဘာပြောချင်ကိုယ့်ရဲ့ higher self ကဘာပြောချင်လဲပေါ့နော်ကိုယ့်ရဲ့ mind body soul higher self ကဘာပြောချင်နေလဲ growing beyond guilt ဆက်ဆက်နေပြန်ပြီဒီမှာလည်းမနိုင်ဝန်ထမ်းနေရတယ်မနိုင်ဝန်ထမ်းနေရတာကိုဖွင့်လဲမပြောရဲဘူးဖွင့်လဲမပြောရဲဘူးကိုအပြစ်အပြစ်ရှိတဲ့စိတ်နဲ့ guilt ကြီးနဲ့လုံနေရတယ်လို့မျိုးကြီးကိုကအဲ့လိုမျိုးမနိုင်ဝန်ထမ်းနေရကိုဆက်ပြီးတော့မနိုင်ဝန်ထမ်းနေရကိုကပို့ပြီးတော့လို့ပြောမှာတစ်ဖက်သူပေါ်ဘူးလေ guilt ဖြစ်စေတယ်ဒါမှမဟုတ်လေကိုကမနိုင်ဝန်ပြစ်ချလိုက်မှဆိုရင်လေကိုက guilt ဖြစ်သွားမလားအဲ့လိုမျိုးပေါ့နော်အဲ့တော့ true feelings တွေကိုဖွင့်ပြောလို့ရတယ်ဆက်ကြည့်ကြအောင်ဒါပါပြောချင်တာဆို it couldn't have happened any other way အဲ့တော့တခုကိုကြောင့်တခုခုဖြစ်သွားခဲ့လားဒီ relationship ထဲမှာပဲဖြစ်ဖြစ်ဒီမိသားစုထဲမှာပဲဖြစ်ဖြစ်ဒီအိမ်တော်ကြီးမှာဖြစ်ကိုကြောင့်တခုခုဖြစ်သွားခဲ့လားဒါမှမဟုတ်သူ့ကြောင့်တခုခုဖြစ်သွားခဲ့လားအဲ့လိုမဖြစ်ခင်ကောင်းမယ်ဘာညာစဉ်းစားနေရတဲ့ဒါဖြစ်သွားခဲ့ပြီပဲဖြစ်သွားခဲ့တာကိုဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာကိုပို့ပြီးတော့စဉ်းစားဖို့လိုတယ်အဲ့လိုပုံစံမျိုးလေး ော့တခြားနီးလန်းနဲ့ဖြစ်နေမှာလည်းမဟုတ်ဘူးဒီလိုပဲဖြစ်အောင်ဖြစ်ခဲ့တာပဲဒီလိုပဲဖြစ်မှာပဲအဲ့တော့ဒီလိုမဖြစ်ခဲ့ရင်ကောင်းမယ်ဒီလိုသာမဖြစ်ခဲ့ရင်ဆိုပြီးတော့အဲ့လိုမျိုးအတွေးတွေတက်အာတကယ်လို့ကိုကလှုပ်ခဲ့မိတာဆိုရင်ကိုကအပြစ်ရှိနေတာတက်ဘလို့ပြန်ပြီးတော့ကုညီပေးရမလဲဘလို့ပြန်ပြီးတော့ကုစားပေးရမလဲဆိုတာကိုစဉ်းစားဒါမှမဟုတ်လေကိုဘကခံရတဲ့သူဆိုလို့ရှိရင်အာဟိုဘကဘလို့လှုပ်ပေးတယ်လဲကိုကဖွင့်ပြောစာရှိတဲ့ဖြစ်ပေါ့နော်ကိုဘလို့ဖြစ်စေချင်လဲဆိုဖွင့်ပြော နောက်ဆုံးကတ်နဲ့ကြတော့ဗာကြည့်မလဲဆိုတော့ um universe ကဒီ2025မကုန်ခင်မှာကိုယ်ဘဝနဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းလဲနော်ဗာပြောင်းအပြောင်းလဲနေပတ်သက်ပြီးဗာပြောခြင်းလဲ reverse rules bro ညအချင်းရဲ့အကြောင်းပြောနေတယ်မလူနှစ်ယောက်အကြောင်းပြောနေတယ် rules တွေအကြောင်းပြောနေတယ်နော်ကိုယ့်ရဲ့အိမ်တောင်စုမှာကိုယ်ဘလို့ထန်းဆောင်နေရလဲဆိုတာအကြောင်းပြောနေဒီမှာ reverse rule လာတာကြည့်အောင် wow live your own traditions တဲ့ခုနကလေ wow. traditions တွေ values တွေ norms တွေအကြောင်းပြောနေတာဒီမှာလေ live your own traditions values and norms No, wow wow okay အပြုလို့တမချီတန်တန်ဒီမှာလေရားရက်ကကတန်ချီ wow i'm so excited I I'm 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 i terror လောက်ဖြစ်တာအဲ့လိုတွေကြိုက်လို့နော် okay အဲ့တော့ အခုပေါထူးလေးတွေအတွက်ဒီ2025မတိုင်ခင်မှာပြောင်းလဲသွားမယ့်အရာကဒီအခြေရေးမှာဆိုရင် reverse role ဖြစ်သွားမယ်ကိုကသူဖြစ်သွားမယ်သူကကိုဖြစ်သွားမယ်အခုကိုကဘာလုပ်ပေးနေလဲကိုယ်သူသူ့ဘက်ကဘာလုပ်ပေးနေလဲအဲ့လိုမျိုးကိုယ့်ရဲ့ true feelings တွေသူ့ရဲ့ true feelings တွေသိရှိနားလည်ပြီးတဲ့အခါမှာနှောင်းတစ်ဖက်ပြန်မျှတွေးပြီးတော့အမှအာအပေးယူမျှတသွားမယ်ပေါ့နော်ဥမာဒီအဲ့လိုမျိုးဖြစ်သွားမယ်ဒီမှာဆိုလဲမိသားစုရေးရမှာဆိုလဲခုနကပြောခဲ့သလိုပဲမနိုင်ဝန်ထမ်းနေရလားမနိုင်ဝန်ထမ်းနေရတာတွေကို ကိုကလှုပ်ချလိုက်ပြီးတော့ကိုယ့်ရဲ့အငဲကိုပေးလိုက်နိုင်မယ်အငဲကကူညီပြီးတော့ထမ်းပေးနိုင်မယ်ကိုကနည်းနည်းနားနိုင်တဲ့အခြေအနေရောက်မယ်အစရှိသဖြင့်ပေါ့အဲ့လိုမျိုး reverse role ကိုယ့်ရဲ့မိသားစုထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ relationship ထဲမှာပဲဖြစ်ဖြစ် role တွေကပြောင်းပြန်ဖြစ်သွားမယ် reverse ဖြစ်သွားမယ်အဲ့လိုပုံစံမျိုးလေးနော်အဲ့တော့ part 2လေးတွေပေးလိုက်တဲ့ message တွေကိုရားလိုက်မယ်လို့မျှော်လင့်တယ်နော် အရန် share တဲ့ message တွေကလည်းတစ်ခုနဲ့တစ်ခုကဆက်ဆက်ကိုက်ညီပြီးတော့အရန် share တယ်အဲ့တော့ ေးလိုက်တဲ့ message တူရမယ်လို့မျှော်လင့်ပါတယ်နော်တခြားနောက်ထပ် relay နေမှာထပ်ပြီးတော့တွေ့ကြတော့ပေါ့နော် see you bye hello patri ဒီပြာရောင် crystal လေးကိုရွေးထားတဲ့ part 3လေးတွေ့ reading လေးကိုကြည့်ပေးမှာဖြစ်ပါတယ်။အာနာမည်လေးပြန်မှတ်မိပြီ celestite celestite crystal ။ Okay ဒီ2025မကုန်ခင်မှာဗာပြောင်းလဲနေရှိမလဲကိုပူရတယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးပါမယ်။ဒီတစ်ခါလှုပ်ပေးထားတဲ့ကတ်လေးတွေက ွေးပေးထားတဲ့တက်ကအာ aesthetic ဆန်ဆန်လေးတွေပေါ့နော်အဲ့လို vibe လေးထွက်အောင်ရွေးပေးထားတဲ့ကတ်လေးတွေ Okay ပထမဆုံးကတ်ကဘာကြည့်မလဲဆိုတော့အာဒီ2025ရဲ့မတိုင်းခင်မှာဘာပြောင်းလဲမလဲဆိုတာရဲ့ main thing ပဲရမှာကိုဘွားရဲ့ပဲရမှာပြောင်းလဲမှုရှိမလဲကြည့်လိုက်ကြမယ်ဆိုရင် page of diamonds page of diamonds ဆိုတော့ဘယ်ရလို့ပြောလို့ရမလဲလုပ်ငန်းကိုင်ငန်း ဖြစ်နိုင်တယ်။အာပညာရေးဖြစ်နိုင်တယ်။အဲလိုတင်ယူမှုပေါ့နော်။အခုဆဆချင်းတင်ယူနေတဲ့အရာမျိုး။ကိုလုပ်ငန်းကိုင်ငန်းဆိုလဲအခုမှဆဆချင်းလုပ်ဖြစ်တဲ့အရာမျိုး။အခုမှဆဆချင်းဆိုတော့ကို10နှစ်လောက်လုပ်ထားတဲ့လုပ်ငန်းမျိုးပြောတာမဟုတ်ဘဲနဲ့အခုတစ်နှစ်လောက်ပဲရှိသေးတဲ့လုပ်ငန်းမျိုးဒါမှမဟုတ်5-6လပဲရှိသေးတဲ့လုပ်ငန်းအစရှိတပြင်ပေါ့နော်။အသက်ဆဆလေးလုပ်ထားတဲ့လုပ်ဖြစ်နေတဲ့လုပ်ငန်းမျိုး။အဲ့လုပ်ငန်းမျိုးမှာအပြောင်းလဲဖြစ်ဖြစ်မယ်ဒါမှမဟုတ်ရင်အာကိုအခုတင်ယူနေတဲ့အရာเนาะ တင်ယူနေတဲ့အရာလေးလာနေတဲ့အရာအကြောင်းကိစ္စအဲ့လိုစရှိတဲ့ပြန် studies မှာပြောင်းလဲဖြစ်မယ်နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဘာပြောင်းလဲဆိုတာဘလို့ပြောင်းလဲဖြစ်မလဲဆိုတာကိုကြည့်ကြရအောင်ဒီကလေးကတော့ဘလို့ပြောင်းလဲဖြစ်မလဲဆိုတာကိုကြည့်မယ် page of crystal ဒီမှာလဲ page of diamonds ဒီမှာလဲ page of crystal အဲ့တော့ဒီလိုမျိုးကြည့်ရမယ်ဆိုရင်တော့လေဘလို့လဲဆိုတော့အများကြီးပြောင်းလဲသွားအောင်မှာတော့မဟုတ်ဘူးနော် အပြောင်းလဲရတော့ရှိမယ်ဒါပေမဲ့အများကြီးပြောင်းလဲသွားအောင်မှာမဟုတ်ဘူးဒီမှာနှစ်ခုလုံးက page ဆိုတော့လေအစာပိုင်းမဲ့ရှိအောင်မှာဟုတ်တယ်လေအခုဆိုလဲပညာရေးတင်ယူနေလဲဒါတင်ယူနေတာဆိုတော့ဒါအစပေါ့နော်ဒီလုတ်သေးတာမှာမဟုတ်တာလုပ်ငန်းကအခုမှအစဆိုရင်လဲအစပဲရှိအောင်မှာအဲ့တော့ဘလိုမျိုးအပြောင်းလဲဖြစ်မလဲဆိုတော့လေဒီမှာကြည့်ဒီနှစ်ခုမှာဘာကွာသွားလဲဆိုတော့ဒီမှာစိန်တုံးလေးဒီမှာအာ once လေးပေါ့နော် crystal အချောင်းလေးအဲ့တော့ကိုငွေအားစိုက်ထုတ်ထားတဲ့အရာဒါမှမဟုတ်ငွေအားလူအား เนาะဒါ resources ကိုပြောချင်တာเนาะဒီ diamonds က resources ကိုပြောချင်တာကိုအချိန်ငွေလူစားကြည့်တဲ့ resources တွေ site ထုတ်ထားတဲ့အရာတွေကကိုဝါသနာပါရလမ်းကြောင်းကိုဖောက်ထွင်းနိုင်မယ့်အရာမျိုးဖြစ်နိုင်တယ် one ဆိုတော့ကွာဒီလား one ဆိုတော့ဘယ်လိုပြောမလဲကိုဖြစ်စေချင်တဲ့အရာဖြစ်သွားမယ်เนาะ one ဆိုတာဟို wizard တွေ witches တွေမှာအဲမော်တုတ်ပေါ့เนาะမော်တုတ်ဆိုအဲ့မော်တုတ်နဲ့ကိုလိုရာကို အာပပဒီပပဒီဘူးဆိုပြီးလုံလိုက်နိုင်တယ်ဟုတ်တယ်မလား1ဆိုရဲအရာအဲ့တော့မော်စွမ်းရတယ်အဲ့တော့ကိုအခုလုံနေတဲ့အင်အားတွေစိုက်ထုတ်နေတဲ့အရာကဘာပြောင်းလဲတွေဖြစ်မလဲဆိုတော့ဒီကိုဖြစ်ချင်တဲ့အရာကိုဖြစ်စေချင်တဲ့အရာဖြစ်သွားဥမာကိုဒီပညာရတခုလေးလာနေကိုပညာရလေးလာနေတာဘာလို့ဖို့လေးလာတာလဲကိုဘာဖြစ်ချင်တာလဲအဲ့ဒါဖြစ်လာမယ်အဲ့လိုပုံစံမျိုးလေးကိုဖြစ်စေချင်တဲ့အရာဖြစ်လာမယ်ကိုဒီလုပ်ငန်းတခုလုပ်နေအချိန်နဲ့ငွေတွေ လူအင်အားတွေစိုက်ထုတ်ပြီးတော့လုပ်ငန်းတစ်ခုလုပ်နေရဘာဖြစ်စေချင်မို့လုပ်နေရလဲအကျိုးအမြတ်ရဖို့လူတိဖို့လူအများကြီးတိဖို့ customer တွေရဖို့ဆက်ရှင်မယ်အဲ့လိုမျိုးလုပ်နေရမှာဆိုအဲ့လိုမျိုးလေးဖြစ်လာမယ်အဲ့လိုပုံစံမျိုးလေးနော်အများကြီးတော့မဖြစ်သေးဘူးဒီမှာနှစ်ခုလုံးက page ပဲဆိုတော့လေအများကြီးတော့မဖြစ်သေးဘူးဒါပေမဲ့ဖြစ်လာတော့မယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဒီနေ့ reading ဖတ်အရန်ကောင်းတယ်တစ်ခုနဲ့တစ်ခုကအရန်ကိုဆက်ဆက်နေရပထမ reading မှာရောပထမပါအောင်မှာဒုတိယပါအောင်မှာအခုတတိယပါအောင်ထိပါအကုန်လုံးကဒီလိုလေးတွေဆက်ဆက်နေကတ်ရလေး ရမ်းကြိုက်တယ်အဲ့လိုမျိုး Okay ဒီကတ်တဲ့ကြတော့ဗာကြည့်မလဲဆိုတော့ဒါ language of the flowers oracle က음 nature ကကိုယ်ဘာပြောခြင်းလဲเนาะအာတဘာဝတရားကြီးကကိုဒီ2025မကုန်ခင်မှာဘာပြောင်းလဲတွေဖြစ်မလဲဆိုတာ ਨੇ ပတ်သက်ပြီးဘာပြောကြင်လဲဆိုတာကိုကြည့်ကြမယ် health okay focus on all parts of all parts to make the whole okay ဒါကြတော့ဒီ message နဲ့မတူတဲ့ message ဖြစ်သွားပြီ လိုလဲဆိုကိုယ့်ရဲ့ကျမ်းမာရေးကိုဂယူဆိုင်ပါတဲ့နော်ကိုယ့်ရဲ့ကျမ်းမာရေးကိုဂယူဆိုင်အာလစ်လျူရှုမထားနဲ့ဒီမှာအာနည်းနည်းပြန်ဆက်ဆက်ရမယ်ဆိုတော့ဒီမှာအချိန်နဲ့အငွေတွေလူအင်အားတွေစိုက်ထုတ်နေရဟုတ်ကျမ်းမာရေးလည်းမမေ့နဲ့ကိုကိုကိုဂယူဆိုင်ဖို့မမေ့နဲ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနော်ခန္ဓာကိုယ်အကုန်လုံးခြုံပြီးတော့မဟုတ်ရင်လည်းခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကိုဂယူဆိုင်ပေးပါလက်နာနေလားအဲ့ဒါဆိုလက်ကဘာလို့နာရလဲတေချာစဉ်းစားအဲ့တော့ မြ мян ကုကြက်အောင်ပေါ့နော်မြ мян ပျောက်သွားအောင်စရှိသဖြင့်အဲ့လိုမျိုးပြောချင်တာဘိုက်တွေအောင်းအောင်နေလားဘာဖြစ်လို့လဲလေကြောင်လားလေကြောင်ဆိုရင်အစာအိမ်လားအစာရှိသဖြင့်အဲ့လိုတေးချာစဉ်းစားပြီးတော့ကိုကိုကိုကူးဆိုင်ပေးပါနော်အဲ့လို message လေးပြောချင်တယ်အဲ့လို message လေးပေးချင်တယ်တဲ့ Okay ဆက်ပြီးတော့ကြည့်ကြမယ် Okay ဒီဟာကြောင့်ကိုယ့်ရဲ့ဒီမှာ help ပြီးသွားပြီဒါကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ပြောချင်တာဆိုတော့ဒါကြောင့်ကိုယ့်ရဲ့ soul အာ ကိုယ့်ဆိုကိုယ့် mind အဲ့လိုပါကိုဘာပြောချင်တယ်ကိုယ့် higher self ပေါ့နော်ကိုယ့် higher self ကကိုယ်ဘာပြောချင်တယ်လဲဆိုတာကိုကြည့်မယ် expressing free will တဲ့ okay my choices ဒီထားမှာ how brightly i shine တဲ့ဒီမှာလဲလေစိန်လုံးလေးကတောက်ပနေရကိုပေးထားတဲ့ effort တွေကိုပေးထားတဲ့ resources တွေတောက်ပနေဒီမှာလဲ crystal crystal ဆိုတာလဲတောက်ပနေအဲ့တော့ကိုဘာတွေရွေးချယ်မလဲကိုအခုကိုယ့်ရဲ့အချိန်နဲ့ကိုယ့်ရဲ့ငွေနဲ့ကိုယ့်ရဲ့ အားစိုက်ထုတ်မှုတွေကိုဘယ်နေရာမှာရွေးချယ်ပြီးတုံးချမလဲနော်အဲတုံးချတဲ့အပေါ်မှာမူတည်ပြီးတော့ကိုဘလို့တောက်ပါမလဲဆိုတာအာဆုံးဖြတ်ပေးသွားနိုင်လိမ့်မယ်နော်အဲ့တော့ဟောမသိရင်မလော့ဖ်ဆိုင်လေးလောက်ထားကြတယ်အရှိလေး anyway ထားရအောင်အဲ့တော့ ကိုရွေးချယ်မှုမှန်ကန်ပါစေနော်ကိုကောင်းကောင်းမွန်မွန်ရွေးချယ်ပါကိုရွေးချယ်ပိုင်권လည်းရှိပါတယ် expressing free will ကိုဘာကိုရွေးချယ်မလဲကိုရွေးချယ်တဲ့ကံကြမ္မာကိုလက်ထဲမှာရှိတယ်အဲ့လိုပြောချင်တာနော်ဒီမှာလေဒီပုံကြီးက crystal ပုံလေးတွေနဲ့တူတယ်နော်ဒီမှာလည်း crystal ပုံလေးနော်တူတယ်ဆက်ဆက်နေရလေးကြီးတယ်အဲ့တော့ကိုတောက်ပဖို့အတွက်ကိုကိုယ်တိုင်ရွေးချယ်ဖို့ရှိရွေးချယ်လို့ရတယ်ရွေးချယ်မှုလုပ်နိုင်တယ်နော်အာကံကိုယ်ကံကြမ္မာဒီလိုကြီးပါလာတာပဲဆိုပြီးတော့အဲ့လိုမျိုးကြီးစိတ်အားငယ်စရာမလိုဘူး ကိုကန့်ချင်မှာကကိုလက်ထဲမှာနော်ကန့်ဆိုတာအလုပ်ကိုဘာတွေလုပ်မလဲကိုဘာတွေရွေးချယ်မလဲအပေါ်မှာမူတည်ပြီးတော့ကန့်ဆိုတာပြောင်းလဲသွားမှာပဲနော်အဲ့တော့ပြောချင်တာကကိုရဲ့ရွေးချယ်မှုပေါ်မှာမူတည်တဲ့ကိုရဲ့ကန့်ချင်မှာနော်โอเคဒီနောက်ဆုံးကလေးနဲ့ကြာတော့ပါကြည့်မလဲဆိုတော့ universe ကဒီ2025မတိုင်ခင်အဲ2025မကုန်ခင်မှာကိုဘာပြောချင်လဲအာပြောင်းကိုဘွားရဲမှာပြောင်းလဲမယ်ပြောင်းလဲနေပတ်သက်ပြီးတော့ဘာပြောချင်လဲ wow okay don't give up now all right you are almost there အဲ့တော့လေဒီမှာလေဒီမှာလေပြနေရတွေ့တယ်မလားဒီမှာအာကိုလုပ်ငန်းတစ်ခုစလုပ်ထားတယ်ထားပါတော့အခုအချိန်မှာ အကျိုးမြတ်သိမ့်မဖြစ်သေးဘူးဒါပေမဲ့ကိုကလူအင်အားတွေအချိန်နေငွေတွေစိုက်ထုတ်ထားအဲ့တော့ don't give up now နော်အားမလျှော့လိုက်နဲ့လက်မလွတ်လိုက်နဲ့နော်အာဒီမှာဖြစ်လာတော့မယ်နော်ဒီကနေဒီပျောင်းပျောင်းလဲသွားတော့မယ် ကိုလှုပ်ချင်ရလှုပ်လို့ရတဲ့မှော်တုတ်ကြီးဖြစ်လာတော့မယ်နော်ကိုအခုအချိန်လေးလူအင်အားတွေငွေအင်အားတွေစိုက်ထုတ်ထားတဲ့အရာကိုဖြစ်ချင်တဲ့အရာကိုဖြစ်ကိုဖြစ်ချင်တဲ့နေရာကိုရောက်ဖို့အစပြိုးနေပြီအဲ့တော့ you are almost dead ဖြစ်လာတော့မယ်ဒီအချိန်မှာလက်မလျှော့လိုက်နဲ့အဲ့လိုပုံစံမျိုးလေးနော်ဒီ25ဆိုတဲ့ကဏန်းကိုကြည့်တဲ့ဟိုတတိထားမိသွားလို့ပေါ့နော်ကို့အတွက်နံပါတ်က lucky 7 7 number ဖြစ်ဖြစ်နိုင်တယ်ဒါမှမဟုတ်25ရက်နေရကိုယ့်အတွက်ကံကောင်းတဲ့အာရက်မျိုးဖြစ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ် okay power 3တွေအတွက် message ကို power 3ရေးတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်နားလည်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်နော်အာနောက်ထပ် reading တွေမှာ တွေ့ကြတာပေါ့ see you bye